တန်30တန်းမီတက်လေးင်ကြီးစူပါစကူပါစူပါစကူပါလို့ခေါ်တဲ့တန်30တန်းကမ္ဘာစီအကြီးဆုံးမီတက်လေးင်ကြီးအကြောင်းလေ့လာကြရအောင် Global Warming ကမ္ဘာအပူချိန်မြင့်မားမှုကြောင့်တွေးရသည်ဆိုရင်တောင်အမီးတွေဟာလူတွေကိုဒုက္ခရောက်စေတာတစ်နှစ်ထက်တစ်နှစ်ပိုများလာပါတယ်တောင်မီးတွေဟာသဘာဝအစ်တော်တန်ဇာတာတွေတောင်ရင်းတဲ့ဘဝတွေအတွက် အနေကြီးတစ်ခုပါတောရထဲမှာနေထိုင်တဲ့လက်သမားတွေသူတို့လက်မြင်နဲ့ဝင်းမြူထားတဲ့တရားတွေအတွက်ဒုက္ခအကြီးအကျယ်ကြောက်စီပါတယ်2019မှာဩစတြေးလျမှာဖြစ်ပွားခဲ့တဲ့ခြုံမီးတွေဟာရာသီဥတုခြောက်သွေးမှုကြောင့် mega fire လို့ခေါ်တဲ့နိမ့်နင်းရခက်ခဲတဲ့မီးစိုးကြီးတွေအဖြစ်အသွင်ပြောင်းပြီးလက်မြင်ဧကပေါင်းသန်း၁၀ချီဝင်းမြူခဲ့ပါတယ်သိဆုံးသွားတဲ့တောရိုင်းတရားတွေတန်းချီရှိပါတယ်ဒီမီးကြောင့်ဆုံးရှုံးမှုတွေကိုတွန်းရမယ်ဆိုရင်ဒေါ်လာတန်းပေါင်းရာချီဆုံးရှုံးခဲ့ရပါတယ်တောရိုင်းမီးတွေကိုငင်းချမှုလေရင်တွေဟယ်လီ ီကော်ပတာတွေတုံးခဲ့တာနေရာချင်းရှိခဲ့ပါပြီ။ဒီနေ့လေ့လာမှာကတော့မိသတ်တဲ့နေရာမှာအကောင်ဆုံးလေယာဉ် Super Scuba အကြောင်းပဲဖြစ်ပါတယ်။မိသတ်လေယာဉ် Super Scuba ကအသွင်နဲ့တခြားလေယာဉ်တွေနဲ့မတူဓမှုထူးခြားတာမို့ချက်ချင်းမှတ်မိရတာတွေ့ပါတယ်။ CL415 model Super Scuba ကတော့ရေကာလမ်းမောင်း1400ကိုတည်ဆောင်နိုင်ပါတယ်။ဒီရေအားလုံးတော်ပြီပေါ်ချဖို့၂စက္ကန့်အတွင်းရေတိုက်ပြီးအပြောင်းချနိုင်ပါတယ်။1980တုန်းကမိသက်တဲ့လေယာဉ်တွေကဂါလန်200သာရေတဲနိုင်ပါ ဒါနဲ့ရှင်မယ်ဆိုရင်ရေတန်နှုန်းက90မြင်ပါတယ်။ Super Scooper တွေကလေကြောင်းမီးတက်တဲ့စွမ်းအားကိုစစ်မြင့်အောင်စွမ်းဆောင်ပေးတဲ့လူသားအချို့ပြီတက်ကနိုလော်ဂျီခုဖြစ်ပါတယ်။နှစ်တရာကျော်ကတုံးခဲ့တဲ့မီးတက်လင်းရဲ့တော်တော်များများကဒုတိယကမ္ဘာစစ်မှာတုံးခဲ့တဲ့လင်းရင်ဟောင်းတွေကိုဖျက်ညက်ကပ်ပြီးပြသလို့တိစောက်တာတွေများပါတယ်။ရေတခါချပြီးမြေပြင်ပေါ်ဆင်းတိုင်ပြန်ဖြေးရတယ်ဆိုတော့ ထိရောက်မှုနဲ့ပါပါတယ်။ဂါလန်နေရာကျော်လာတဲ့ဆောင်းနိုင်တာမျိုးမိကြည့်ရင်ဒီလိုလင်းရဲ့စီးပေါင်းများစွာလိုပါတယ်။ဒီလိုအခက်အခဲတွေကိုဖြေရှင်းဖို့ Canadair Company ကကမ္ဘာတဝန်းအစိုးရရင်းနဲ့ပူးပေါင်းပြီး Super Scooper ကိုတည်ထောင်ခဲ့တာပါ။လင်းရင်ကကြီးမားလေးလံပေမဲ့လင်းရင်ငယ်တွေလိုတွက်လက်ဖြက်လက်ပြီးထိန်းရတာတွေအောင်တည်ဆောက်ထားတာပါ။ဒါကြောင့်မိလောင်နေတဲ့မြေပြင်ပေါ်မှာရေချပြီးလေရေဖြည့်ဖို့လေစိတ်ကိုသွားစရာမလိုပဲ။အမီနာကရေတွေပင်လယ်တွေပေါ်ဆင်းပြီးရေကျုံးနိုင်တယ် ရေကျုံတော့မယ်ဆိုရင်သူကမိုင်းတရားလုံးနဲ့အချိန်လျှော့ပြီးပြန်တမ်းပါတယ်ရေဖြည့်ဖို့လင်းရင်ကိုရက်ဆရာမလို့လင်းရင်ကရေဖြည့်ဖို့ရေကိုစုပ်ယူရတာလည်းမဟုတ်ဘူးရေကိုကျုံတာပါ English လို့ဆို scoop လုပ်တယ်လို့ခေါ်ပါတယ်ရေကျုံကောင်းလို့ super scooper လို့ခေါ်တာပါလင်းရင်ပေါ်မှာရေကျုံတဲ့အပေါက်နှစ်ပေါက်ပါပါတယ်လင်းရင်ကိုရေနဲ့ထိပြီးပြန်လိုက်တာနဲ့ရေကျုံတော့တာပါ ဒီဂါလန်1400ကျုံမှု12စက္ကန့်သာကြာပါတယ်။လေရင်မောင်းသူကတော့အရှိန်ကိုထိန်းပြီးဥတီယာကိုတောင်းဝင်ယူပြီးလမ်းကြောင်းရပါတယ်။လေရင်ရည်ပြည့်သွားရင်ဒီကျုံတဲ့ကရိယာတွေကိုပြန်တင်ရပါတယ်။ဒီလိုတင်လိုက်တာနဲ့ရေနဲ့ဆွဲအားကလည်းလွတ်သွားပြီးလေရင်အရှိန်တစ်ခါတည်းထိုးတက်သွားပါတယ်။ကျွန်တော်တို့လမ်းသွားလမ်းလာမြင်နေရတဲ့ဓာတ်စီကားတွေကဂါလန်900၊ဂါလန်900၊ဂါလန်1000အစားရှိတဲ့ပြင်ရှိပါတယ်။ ဂါလန်1000ရာဆိုတာဒီလိုဂါလန်900တက်စီကကြီးနစီကိုတည့်ပြီးလေပေါ်တက်သွားတဲ့သဘောတရားပါ Super Scuba ရဲ့တောင်ပန်ကတုတ်တာမို့ပြန်တန်းချိန်မှာပင့်အားရမ်းကိုကောင်းပါတယ်လေယာဉ်ပေါ်မှာမြင်းကောင်ရင်2400နီးပါးရှိတဲ့ engine နှလုံးပါပါတယ်ဒါကြောင့် Super Scuba ရေဖြည့်ပြီးသွားလို့ရှိရင် low at အမြင့်ပင်ကိုရောက်ဖို့ 3မိနစ်အတွင်းတန်နိုင်ပါတယ်။မီးလောင်နေတဲ့နေရာမှာရေချဖို့အတွက်လေကြောင်းထင်းတွေကမြေပြင်ပေါ်မှာရှိတဲ့မီးတပ်တွေနဲ့ဆက်သွဲပြီး Super Scuba ကိုအချက်လက်တွေဖေးပါတယ်။ရေချတဲ့အချိန်မှာတော့လေယာဉ်မှူးတွေကမြေပြင်အနေထားလေဥတီယာရဲ့လေအရှိန်လေရဲ့အမြင့်ဒီအချက်လက်တွေကိုတွက်ပြီးရေချဖို့ဆုံးဖြတ်ရပါတယ်။ရေချဖို့ ready ဖြစ်တာနဲ့ drop button လေးကိုနှိပ်လိုက်ရုံပါပဲ။ဒီလိုနှိပ်လိုက်တာနဲ့၂စက္ကန့်အတွင်းမှာရေဂါလန်ပေါင်း1000လေးကအကုန်တောမီဘော်ကိုချနိုင်ပါတယ်။ ဘယ်အချိန်မှဘတ်တာနှိပ်ရမယ်ဆိုတာကတော့လေယာဉ်မှုတွေရဲ့အတွေ့အကြုံတွေကတော့ချက်ရတာပါကွန်ပျူတာစနစ်နဲ့မဟုတ်ပါဘူး Super Scooper ကခက်နှိပ်နဲ့ပြန်တန်းနိုင်စွမ်းရှိလို့ရေကိုလိုအပ်တဲ့နေရာချဖို့ထိရောက်မှုရှိပါတယ် 747 super tanker နဲ့ DC10 ကတော့အမြင့်ပေ300နဲ့800အသီးသီးကနေပြန်တမ်းပြီး super scooper ကတော့အမြင့်ပေ100ကနေရေးချနိုင်ပါတယ်ရေးချပြီးသွားရင်တခြားလေယာဉ်တွေလိုရေးဖြည့်ဖို့လေယာဉ်ကွင်းသွားရနာစရာမလိုပဲရေးရှိရာကိုပြန်တမ်းပြီး7စက္ကန့်အတွင်းဂါလန်ထောင်းလေယာဉ်တိုက်ပြီးအပြည့်ချိန်နိုင်ပါတယ်ရေးဖြည့်ဖို့ချောင်းတွေအိုင်တွေပင်လယ်တွေနဲ့နီးရင်နီးသလိုမိတက်ရတာမြင်ပါတယ် Super Scooper တစ်စီးဟာစီမဖြည့်ပဲပြန်တန်းချိန်6နာရီရှိပါတယ်။တာမန်မီတက်လင်းတွေကတော့2နာရီသာပြန်တန်းချိန်ရှိပါတယ်။တနည်းကိုဂါလန်ပေါင်းတသိန်းခွဲရေချနိုင်တာမို့တခြားမီတက်လင်းတွေနဲ့ရှင်ရင်တန်း30ပေးရမယ်လို့ထီရောက်မှုအရှိဆုံးလို့ပြောလို့ရပါတယ်။ Super Scooper အယောင်ကတော့အနည်းအဝါစိတ်တုတ်ထားတာမျိုးကောင်းကင်ပေါ်မှာအလွယ်တကူမြင်လို့ရပါတယ်။မိဂိုထုနေရင်တော့လမ်းမြင်နိုင်တာမျိုးတခြားလေရင်တွေဟယ်လီကော်ပတာတွေနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့နေရာမှာ လေးချောင်းလုံးချုံမှုအတွက်အရန်ကောင်းပါတယ်ဒီဗီဒီယိုကြည့်ပြီးမိတ်ဆွေဘုဟုတုဒ္ဒတိုးသွားတယ်ဆိုရင် like comment လုပ်ခဲ့ပါအောင်ဒီလိုဘုဟုတုဒ္ဒလေးတွေမလွတ်သွားအောင် subscribe လုပ်ပြီးခေါင်းလောင်းလေးထိတ်ထားခဲ့ပါအောင်ကျေးဇူးတင်ပါတယ်